ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကျုံတုံးမြို့နယ်ကော့ကရိတ်အင်ဂျီလမ်းမိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်သားအယောက်20ကျော်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ18ရက်နေ့မနက်9နာရီအချိန်ကစတင်ပြီးတော့ကျုံတုံးမြို့နယ်ခွနတိုင်းရေဘူးပိုင်ရမုတ်ဝအနီးနယ်အင်ဂျီရွာဘက်တို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ရာဒီကနေ့မနက်9:00နာရီအထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်သားအယောက်20ကျော်တေဆုံးကတိုက်ပွဲဖြစ်တဲ့နေရာကိုကျုံတိုးဘက်ကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ ခုနှစ်တိုင်ဘက်ကနေပြီးတော့ဒီမနက်စစ်ကောင်စီအယောက်20ကျော်တေဆုံးသွားပါတယ်ကိုဘက်ကတော့လောလောဆယ်မရှိသေးဘူးလို့ပြောတယ်မနက်7တနားကျော်လောက်မှာကြုံတိုးစစ်ကောင်စီတပ်ကနေကော့ကရိတ်လမ်းပိုင်းခုနှစ်တိုင်ဘက်ကိုအင်အားအယောက်60နဲ့ခရမ်းကာတစီထပ်ပို့လိုက်တယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်ဒီကနေ့ဇွန်လ18ရက်နေ့မနက်7:45မိနစ်အချိန်မှာ စစ်ကောင်စီရဲ့စကားခဆက်နေတဲ့တော်လိုင်းတပ်ဖွဲ့အများကြီးဟောဝဇာလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲမနေ့ကဇွန်လ18ရက်နေ့ည9:00နာရီကနေပြီးတော့ည17:00နာရီအထိ ကျုံတုံးမြို့အခြေဆိုင်စစ်တပ်နှစ်တပ်နဲ့ဂျိုင်းဒရာအခြေဆိုင်စစ်ကောင်စီတပ်တို့ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါဗျ။အခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်ကကော့ကရိတ်အင်ဂျင်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာ KNL ဥဆောင်တဲ့တော်လိုင်းတပ်များကစစ်ကောင်စီရဲ့တပ်စခန်းများကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။